အော်ရစင်းမင်္ဂလာပါဒီနေ့ကြွားရောက်လာတော့မိဘပြည်သူများဆရာဆရာမအားလုံးပဲမင်္ဂလာပါကျွန်မကဒီကြောင်တော့ပြုလို့ပါလက်ရှိ PSLF Senior A ပြည်내ပြန်ကြားရေးဌာနမှာတာဝန်ထမ်းဆောင်နေပါတယ်ဒီနေ့ကတော့ဒီနိုင်ငံတကာအမျိုးသမီးများရေးမှာဒီတအားနိုင်ငံရေးနဲ့အမျိုးသမီးပါဝင်မှုနဲ့စိန်ခေါ်မှုခက်ခဲဆိုတဲ့ကောင်းစဉ်ကိုဆွေးနွေးပါမှာဖြစ်ပါတယ်ဒီဆွေးနွေးမှုမစခင်လေးမှာအယုံဆုံး ဖိတ်ကြားထားတဲ့ဆရာဆရာမောင်ကိုအယုံဆုံးမိတ်ဆက်ပေးချင်တာရယ်ပေါ့နော်ဒီအရှိမနိုင်တဲ့ဆရာမကတော့ဒီဆရာမဘုချစ်ကဖြစ်ပါတယ်ဆရာမကတော့ဒီတန်ရွေးတပီးဖွဲ့စည်းမှာဒီအလုံးစောင်းကော်မတီနေရာမှာတာဝန်ယူထားတာပေါ့နော်ဒီဖတ်ဆရာကတော့ဒီ PSLF team နဲ့ဘုံမူတာဆရာဖြစ်ပါတယ်ဆရာကတော့ဒီဘုံ အတူတူအုပ်ချုပ်ရေးဌာနမှာအတွင်းမှုနေရာမှာပေါ့နော်တောင်းရင်ထားပါတယ်ဒီဆီယမကဒီ PSLT နဲ့ဒီ Notebook ပြုလုပ်တဲ့ရေးဌာနဌာနမှုနေဒီဆီယမအဂရစ်ဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ဒီအခုပေါ့နော်အစီအစဉ်ကိုစတော့မှာဖြစ်ပါတယ်ပထမအဆုံးဟိုဒီလိုကဆီယမကိုအရင်ဆုံးမေးရှင်တော့ပေါ့လေဘာဖြစ်လဲဆိုတော့ဒီဆီယမကဒီတအား ဒီအမျိုးသမီးအရေးနေရာမှာအရင်ကတည်းကလှုပ်ဆောင်လာတယ်ဆိုတော့ဒီတောင်နိုင်ငံရေးမှာဒီအမျိုးသမီးဒီပါဝင်မှုနဲ့ဥဆောင်မှုအခြေအနေတွေကိုဆွေးနွေးပေးဖို့ပေါ့နော်ဒီခေါ်ကြပါလေရှင်ဟုတ်ကျွန်တော်တို့ကျမတို့ဒီအခုအာတောင်းနိုင်ငံရေးမှာမြို့သမီးတွေရဲ့ပါဝင်မှုဥဆောင်မှုအခြေအနေကိုပြန်ကြည့်တဲ့အခါမှာကျတော့အာကော်လံပြားဆိုရင်ကျမတို့ကပြောမယ်ဆိုရင်တော့ဒီခေတ်ဒီနောက်ပိုင်းမှာက တော်တော်များများပြောင်းလဲလာတဲ့အပိုင်းတွေတိုးတက်လာတဲ့အပိုင်းတွေအာရဆရာကုန်ယူဆရာတွေအများကြီးတွေ့ရတာတော့အာဆိုတဲ့အပိုင်းတွေလည်းတွေ့ရတာပေါ့နော်အာအထုတစ်ပြေတော့ဗညာလည်းအထုတစ်ပြေဒီလိုနိုင်ငံရေးခန့်ခန့်နာလို့ပြောတဲ့နေရာမှာဆိုရင်ကျမတို့ပအားမှုဒေတာမှာကျမတို့ဒီတအားအာမကတ်အမ်းနိုင်ငံရေးတိုင်းပြည်ခံကော်မတီဆိုပြီးမှကျမတို့ PPCC ပေါ့နော် TTPCC ရဲ့ဥဆောင်မှုနဲ့ TTPCC ရဲ့အာဆောင်ရွက်မှုအပိုင်းကိုပဲအဓိကထားပြီးမှတွေ့ရတာပေါ့နော်။ဒီမျိုးသမီးရဲ့ဥဆောင်မှုနိုင်ငံရေးခန်းကဏ္ဍမှာဆိုရင်အဲ့ဒီမှာဆိုရင်တော့အာကျမတို့ TTPCC မှာဆိုရင် အမျိုးသမီးရဲ့ပါဝင်ဖို့ကဟို PCS ကိုတာယာတက်ပစီရဲ့အားတွေလည်းအများကြီးတွေ့ရတယ်ပြင်ကျွန်တော်တို့ဒီ PSL ဖြစ်တဲ့ဘက်ကလည်းပါဝင်တယ်ပြီးတော့နောက်မြေသားပါတီဆိုပြီးမှတောက်နိုင်တဲ့၃နိုင်တဲ့ကျွန်တော်တို့ကစုဖွဲ့ထားတဲ့ coordinator ကြောင့်လို့အဲ့ဒီမှာဆိုရင်တော့အမျိုးသမီးရဲ့အာစုပြချက်ချတဲ့အခန်းပါပဲပြောပြောဥဆောင်မှုအခန်းကဏ္ဍပါပဲပြောပြောပေါ့နော်တော်တော်လေးအားရစရာကိုယ်ယူစရာအများကြီးတွေ့ရတယ် ပြင်ကျမတို့ဒီအခုဒီ PS Server Channel ရဲ့ဌာနထဲမှာကြည့်မယ်ဆိုရင်လည်းအမျိုးသမီးရဲ့ပါဝင်မှုတွေအရင်အားတွေကတော့အများကြီးတော့တွေ့ရတယ်အထူးသဖြင့်ဥဆောင်မော့ခန်းကဏ္ဍမှာပဲကျမတို့ကတွေ့ရတာပေါ့နော်ပြင်ကျမတို့ဒီ PCS ကိုတာရက်ဖက်ဖက်စီလို့ပြောရင်အဲ့ဒီရက်ဖက်ဖက်စီထဲမှာဆိုရင်လည်းကျမတို့ကအမျိုးသမီးပါဝင်မှုကအသင့်တင်တော့ရှိရတော့တွေ့ရတာပေါ့နော်အာဥပမာဒီ subject ချက်ချက်ပဲခန်းကဏ္ဍမှာပဲပြောပြောကျမတို့က ာဒီဥပ္ပဆောင်မှုအပိုင်းမှာပဲပြောပြောအာမျိုးသမီးတွေရဲ့အခိုင်အမာမျိုးသမီးရဲ့ပါဝင်မှုတွေကတော့အင်အင်ရှိရပါတော့နော်အာတို့တော်ညာလေကျွန်တော်တို့အခုလုံးကိုဂျုံဘူးကြည့်မယ်ဆိုရင်ကျွန်တော်တို့အားရင်းနေတဲ့အပိုင်းမှာအများကြီးတွေ့ရတယ်ကျွန်တော်တို့ဒီမျိုးသမီးရဲ့ အာခုနကတော့ဒီအရှိတကောင်းဆောင်တွေပြောသွားတာမြို့သမီးအတွက်နေရာပေးတယ်မြို့သမီးအတွက်အာဖိတ်ခေါ်တဲ့အပိုင်းတွေကြားရတဲ့အတွက်လည်းကျွန်တော်တို့တော့အများကြီးဝမ်းပါတယ်အာရှေ့ဆက်လည်းဒီလိုဖြစ်လာဖို့လည်းအများကြီးတော့လိမ့်တယ်တို့တော်ညာလည်းလက်ရှိအခြေအနေကိုပြန်သုံးသပ်ကြည့်တဲ့အခါကျတော့ခုနပြောသလိုမြို့သမီးရဲ့ဥဆောင်မှုတွေပါဝင်မှုတွေကအခက်အခဲတိုင်းမှာမပါဝင်နေဘူးအားနည်းနေတဲ့အရာတွေအများကြီးရှိတယ်ဆိုတော့ကျွန်တော်တို့ဒီပြဿနာကိုပြန်ပြန်ကြည့်မယ်ဆိုရင်လည်းအာဥဆောင်မှုရဲ့အပိုင်းမှာကျတော့တော်တော်များ အပဝင်လာတာတွေ့ရတယ်အားဖြစ်လာတာတော့တွေ့ရတယ်ဒါပေမဲ့တကယ်ကိုဘဟုစစ်ကျွန်တော်တို့တကယ်ကိုဒီလိုမျိုးဆုံးဖြတ်ချက်ချပေးရဲ့ရမယ်ချမှတ်ရမယ်အဆင့်တွေကြည့်မယ်ဆိုရင်တော့အားနေနေသေးတယ်အများကြီးဖြတ်ဖြတ်ရမယ်အပိုင်းတွေအများကြီးတွေ့ရတာပေါ့နော်ပြီးရင်ကျွန်တော်တို့ကဒီတအားရဲ့နိုင်ငံရေးလို့ပြောတဲ့နေရာမှာဆိုရင်ညတော့အဖြစ်ဖရပြောတဲ့ပြောဖွဲ့စည်းမှလုပ်တဲ့လူတွေအာပါဝင်နေတဲ့လူတွေလောက်ပဲဒီနိုင်ငံရေးခက်ခဲနာမှာဦးစီးဦးဆောင်ပြီးမှဆောင်ရွက်နေတာတော့တွေ့ရတယ် ဒါပေမဲ့ဟိုတချို့ဆိုရင်တော့ကျမတို့ကဒီပုတ်ပုတ်ကိုရေးရအောင်เนาะတူတူရအောင်နေဒီနိုင်ငံရေးဒီတအားအရေးနဲ့ပတ်သက်ပြီးမှဆောင်ရွက်တဲ့အမှုတွေကကျမတို့နေတာမှာကရှားနေနေတယ်တိတ်မရှိသလောက်ပြေးရတာပေါ့เนาะအဖွဲ့စည်းနဲ့ဆက်ဆက်ပြီးမှလုပ်နေတာတော့အာရှိကြရတယ်အာအဲ့လိုမျိုးအခြေအနေတော့တွေ့ရတာပေါ့เนาะအာနောက်တစ်ခုကကျမတို့ကနိုင်ငံရေးခက်ခဲနာပြောမှာဆိုရင်တော့အာဘယ်ဘယ်ဒီရမဆိုဘယ်လိုမျိုးမဆိုကျမတို့ကပါတီ ာရှိကြတယ်ကျမတို့ဒီအာမျိုးသားပါတီကျမတို့အာမေရာမှာလည်းအာမျိုးသားပါတီဆိုတာရှိရပါတော့ဒါပေမဲ့အမျိုးခန္ဓာမှာပြန်ကြည့်မယ်ဆိုရင်လည်းအမျိုးသမီးရဲ့အားတွေကအားနေနေခြင်းတကယ့်ကိုနေနေရဲ့ခန္ဓာတကယ့်ကိုဘဘခန္ဓာမှာမပါသေးတဲ့အရာတွေလည်းကျမတို့တွေ့ရတာပေါ့နော်မပါရတဲ့အကြောင်းရင်းကလည်းတစ်စက်ထဲမှာရှေ့ကတောင်းဆောင်တယ်လည်းပြောသွားတဲ့အရာတွေအများကြီးရှိတယ်အာစိတ်ကောင်းမှုတွေရဲ့ခက်ခဲတွေတော့အများကြီးတွေ့ရတယ် အာဘာလို့ရှိမလဲဆိုတော့အာကျွန်တော်တို့ကအတကဒီစင်ကာပူခက်ခဲကပြောမယ်ဆိုရင်တော့တကယ်တားနေတာမှာအမျိုးသမီးအရင်အမျိုးသမီးရဲ့ပါဝင်မှုကိုအတိုင်းအတိုင်းပါဝင်လာနိုင်ဖို့အတွက်ဆိုတောက်လျှောက်လုပ်လာတာကကျွန်တော်တို့အမျိုးသမီး facility group ကိုတစ်ဖွဲ့နဲ့ရှိရပေါ့နော်ဒါမဲ့ဒီနောက်ပိုင်းမှာဆိုရင်ကျွန်တော်တို့ဒီ PSR candidate ဘက်ကဒီအမျိုးသမီးဌာနပြန်ရှိလာတဲ့အပေါ်မှာကျွန်တော်တို့အနေနဲ့ဆိုအများကြီးအသက်ဆရာအများကြီးအာကွန်မြူနတီဆရာတွေ့ရတယ်ဒီဟာတွေကိုပူပေါင်းမြန်မာဆောင်ရွက်တဲ့ဟာတွေအများကြီးတွေ့ရတာပေါ့နော် အာတော့တော့ညာလဲကျမတို့ခုချိန်ဒီဒီအာစိတ်ကောင်းဖို့ခက်ခဲတဲ့အများကြီးရှိတယ်သူတို့ပြည့်အာကျမတို့ဘူဟာရတိတိကျကျမရှိတဲ့အတွက်ကြောင့်ကိုလို့မျိုးသမီးတွေရဲ့ပါဝင်မှုတွေမျိုးသမီးရဲ့နိုင်ငံရေးခန္ဓာမှာကအာယော့နေနေတယ်ကျမတို့ကတော့ပါဖိတ်ခေါ်တယ်အပါဝင်ဖို့ဖိတ်ခေါ်တယ်ဒါပေမဲ့ပတ်မှာလဲမျိုးသမီးတွေမလုံနိုင်ဘူးလားဆိုတော့လုံနိုင်တဲ့မျိုးသမီးတွေလည်းအများကြီးရှိတော့ညာလဲအာဘူဟာရတိတိကျကျမချမှတ်တဲ့အပိုင်းတွေလက်တွေ့မကြတဲ့အပိုင်းတွေအများကြီးတွေ့ရတာပေါ့ เนาะအဲ့လိုမျိုးစင်ကုန်မှုတွေရှိတယ်။နောက်ခုကအာရှစ်ကဒီကောင်းဆောင်တွေဒါတွေလည်းပြောသွားတဲ့အခါရှိရင်ကျမတို့အထူးသဖြင့်ဒလိထုံနှိုင်းရဲ့ဖိနှိပ်မှုကြောင့်ကျမတို့ကအမျိုးသမီးတွေရဲ့အာပါဝင်မှုအခက်ခဏတွေကအာရင်းညာစေတဲ့အရာတွေဟိုကျမတို့လိုချင်တဲ့အာအောင်မြင်မှုတွေကျမတို့လိုချင်တဲ့ပိုင်းတိုင်းတွေကိုမရောက်တဲ့အပိုင်းတွေလည်းကျမတို့အာတွေ့ရတာပေါ့။နောက်အဲ့လိုမျိုးစင်ကုန်မှုအခက်အခဲတွေအာအများကြီးရှိရဲ့ နောက်ဆုံးတစ်ချက်အနေနဲ့ဒီအမျိုးကြီးရဲ့အမှန်တရားခက်ခန္ဓာကိုပြောမယ်ဆိုရင်အပါမပါမယ်တဲ့အကြောင်းရင်းကလုံခြုံမှုမျိုးသမီးတွေကလုံခြုံမှုအာ တိတ်ရှိနေဘူးကျမတို့ဘယ်မှာပဲသွားသွားပဲနေရမှာပဲရရောက်တဲ့ဒုက္ခမီးတွေအတွက်စိတ်ကောင်းဖို့လည်းအများကြီးရှိနေတယ်လုံချုပ်ဖို့မရှိဘူးအကြမ်းဖက်ခံရမှာလားတခုခုဟိုတပိတိကိုခံရမှာလားစတဲ့အဲ့လိုမျိုးစိတ်ကောင်းဖို့ခက်ခဲနေကြောင်းလည်းကျမတို့အမျိုးသမီးတွေရဲ့ခံခံရတဲ့အမျိုးသမီးတွေရဲ့ပါဝင်မှုကအားအနေစီတာဘို့တော့ဒီလောက်နေရဲ့အရင်ဆုံးတုတ်တက်ပြရစေလို့ကျေးဇူးတင်ပါတယ်ရှင် ဟုတ်ကဲ့ဆရာမကိုကျေးဇူးတင်ပါတယ်ဆရာကိုအလက်ပြန်ပေးချင်တာပေါ့နော်ဒီဆရာမလည်းဒီအုပ်ချုပ်ရေးကဏ္ဍမှာဥဆောင်ပြီးတော့ဟိုလှုပ်ဆောင်နေရဆိုတော့ GPSRF ချင်းနေရဒီလုပ်ငန်းဌာနတွေပေါ့နော်ဒီအမျိုးသမီးပါဝင်မှုနဲ့ဒီဘယ်လိုမျိုးအကောင့်တွေပေါ်ဆောင်ရွက်နေလဲဒီပြီးရင်ဒီအုပ်ချုပ်ရေးဒီကဏ္ဍတွေမှာရောဘယ်လိုမျိုးပါဝင်လှုပ်ဆောင်နေလဲဆိုတာကိုဆွေးနွေးပြပါအောင်ဆရာဟုတ်ဆိုတော့ဆရာမမေးတဲ့မိဖို့ပေါ့ဆွေးနွေးရမယ့်အကြောင်းအရာကျွန်တော် ုံးသက်ကြည့်ဆိုတာအချက်သုံးချက်တွေ့တာပေါ့ဒီချက်ကပါဝင်နေတဲ့အကြောင်းပေါ့နော်ကျွန်တော် PSL ပြန်မှာအမျိုးသမီးတွေရဲ့ပါဝင်မှုအကြောင်းဒီချက်ကတော့ပါဝင်နိုင်ရေးပေါ့ဘာလို့လုပ်ပြီးလဲပေါ့မတော်တော့ကျွန်တော်တို့အချို့ရေးခဏနော်ဆိုတော့ဒီမှာကျွန်တော်ပြောချင်တာပါဝင်နေမှုကတော့အာကျွန်တော်တို့ရဲ့ခုနကဆီမတော်တို့ဘိုဟိုကောမဒီမှာမှကျွန်တော်တို့ကပါတော့ပါနောက်ဆုံးမှကျွန်တော်ဘိုဟိုကောမဒီမှာဟိုအဲ့၂၈ခုရှိတယ်နောက်တော့ပါအရင်ဘိုဟိုကောမဒီမှာကျွန်တော်တို့က၁၂ခုရှိတယ်တော့ပါတယ် ဆိုစုစုပေါင်းလိုက်တော့ဘူကော်ပြီမှာ39ခုရှိတယ်ကျွန်တော်အမျိုးသမီးပါဝင်5ခုရှိတယ်နော်ဆိုပါစန်တွေရတ်ကြည့်မယ်ဆိုရင်တော့၄၃၁စက္ကန့်ပေါ့အနည်းဆုံး30ရာခိုင်နှုန်းပါမှာရှိတော့ဒါပေမဲ့ကျွန်တော်ကြည့်ချင်ရပြတော့12ရောက်မှာပါအောင်5ရောက်ဆို5ရောက်ပါလဲဆိုတော့ကျွန်တော်ကဖြောက်ပတ်နီးနီးပါတယ်လို့ပြောကြတာနော်ဒါကျွန်တော်တို့ PSL ပြင်နေရဲ့ဘူကော်ပြီမှာပေါ့ဒီဆိုတော့ခုကကျွန်တော်တက်ဆိုင်ရာဌာနကိုကျွန်တော်ဌာနမှာတော့စကားဌာနရှိတယ်နော်ဆိုတော့တက်ဆိုင်ရာဌာနတွေကအကုန်လုံးပါတယ်ဌာနတိုင်းလို့ဆိုတော့ကျွန်တော်တို့ရအမျိုးသမီးပါဝင်အမှုတုံးကဌာနတိုင်းပါရှိ အနည်းနဲ့အများပေါ်ကြည့်ပြီးတော့နော်ဥပမာဆိုတော့အာဌာနကြီးမှာဥဆောင်မယ်ဆိုတော့ကျွန်တော်အမျိုးသမီးတက်ရင်ဌာနကြီးတာဥတမီတွေကိုလည်းဥဆောင်တယ်ဌာနဖြစ်တယ်နေရာများတယ်ပေါ့နော်ဒီကျွန်တော်ခုနကဗန်နာကြီးဌာနဆိုတဲ့တာကဟိုဘုံရရှိမှုကိုလည်းဥဆောင်တယ်အမျိုးသမီးဖြစ်တယ်ဒီကျွန်တော်တို့ဒီမှာမြို့သမီးဘုမျိုးတို့ရဲ့ဌာနဆိုတဲ့ဌာနကမြို့သမီးဖြစ်တဲ့ဥဆောင်နော်ဒီကျွန်တော်တတိယနဲ့ပြန်ကြိုက်ဌာနမှာဆိုရင်ကျွန်တော်တို့ဘူရီဘူးဒါကမြို့သမီးဥဆောင်တဲ့ဌာနနဲ့ဖြစ်တယ်ဆိုတော့ကျွန်တော်တို့ PSRF ကနေရဲ့ဌာနစနားပြောမှာဌာန၄ခုဒီအမျိုးသမီးဥဆောင်ပြီးတော့ ဖြစ်နေတယ်เนาะဆိုတော့ဒါလည်းတစ်ချက်ပြောချင်တယ်ပြီးကျွန်တော်တို့အာအမင်းဆုံးကတော့ကျွန်တော်တို့ဒီကြာပြီးအဆင်အမင်းဆုံးကတော့ကျွန်တော်တို့ဘုံမှုစစ်စစ်ရှိတာပေါ့ဆိုတော့အဲပြန်ပြီးတော့မှဟိုပါတော့တော့ဟိုပါ subscribe လောက်ပြောမယ်ဆိုတော့အနည်းဆုံး30ရာခိုင်နှုန်းပါပါဝင်ရမယ်ဆိုတဲ့အကြံကဏ္ဍမပါသေးတော့ညာလေကျွန်တော်တို့ခုနကထိုက်ခဲ့တဲ့ပါဝင်မှုတွေတော့ရှိတယ်ဒီဒီတစ်ချက်တွေတော့ပြောချင်ပါတော့အခုကအဲ့ဒီပါဝင်နိုင်ရေးပေါ့ဆိုတော့ကျွန်တော်တို့လောက်ဆောင်နေတဲ့ဟို BSR ဖြစ်နေကြတယ်ကျွန်တော်တို့ကတော့ဟို ုလင်းပြောရင်စစ်သားဆိုတော့စစ်ကူထမ်းဖို့နေတယ်ကွာစစ်ကူထမ်းဖို့နေမှာစီးမင်းစီးကန်ခရီးရချက်ထားတယ်နိဘုံလုံးပါမလို့ရတယ်ကွာမြို့သားတော်တော့ဘုံသူမျိုးကတော့ဟိုဖဲချပြီးတော့တက်မှတ်ထားတဲ့စီးစီးကန်တော့မရှိဘူးပေါ့လေဆိုတော့နောက်ခုကကျွန်တော်ခင်တယ်ခုနအများကြီးပြောတော့ကြတယ်ဒီမှာဆိုရင်အပြူသမီးဌာနလည်းဖက်ပြီးပြောလိုက်တယ်နော်ဆိုတော့ကျွန်တော်တို့ချစ်ဒီအမျိုးသမီးတွေကိုအော်တမ်းနာထဲမှာပေါ့ကျွန်တော် PS လက်ပြည်နေလေးမှာဥပပေါင်းပါဝင်လာအောင်သူ့ရဲ့ TV တွေမှာလည်းအများကြီးပါလိမ့်ကျွန်တော်စီးအောင်လို့ဆိုရတယ်ရှိတယ် မျိုးသမီးအခွင့်အရေးတွေရှင်းပြတာရှိတယ်ပြီးကျွန်တော်တာနာအကြောင်းတွေရှင်းပြတာရှိတယ်ဆိုဒါကဒီမျိုးသမီးတွေအများစုပါဝင်နိုင်ဖို့လှုပ်ဆောင်နေတဲ့အချက်တွေဖြစ်တယ်ပေါ့နော်အဲအဲ့ဒါလေးပြင်ကျွန်တော်တို့ကဟိုဟာအထူးပေါ့အထူးစီမံချက်ကိုပြောရမှာဆိုကျွန်တော်တို့ဒီပတ်ပြည်လူတဲ့ community လေးကိုကျွန်တော်တို့ပြီးခဲ့တဲ့အာနောက်ကလာကျွန်တော်တို့ဖြစ်သွားတဲ့ဟိုအမျိုးသမီးဘူလောင်းတင်နေကြောင်းလေးဒါဆိုတော့ကျွန်တော်တို့ကအမျိုးသားနဲ့မဟုတ်ပါနဲ့အမျိုးသမီးတိတက်ဘောလောင်းနေကြတာကျွန်တော်တို့ခံပြရပဲရှိတယ်။ဒီကုသကနိုင်ငံရေးနိုင်ငံရေးခက်ခနာမှာလည်းအမျိုးသမီးတွေ ပါဝင်အားကောင်းအောင်ကျွန်တော်တို့နိုင်ငံရေးသိပ္ပံကျောင်းမှာကျွန်တော်တို့ဟိုဒီ PSLF တရားလေးဖွင့်စင်ကျောင်းနော်နိုင်ငံရေးသိပ္ပံကျောင်းမှာဆိုရင်အမျိုးသမီးတွေလည်းအမျိုးသားလေးတက်ခွင့်ရှိတယ်အဲ့ဒါတွေပြကျွန်တော်တို့ခုနပြောတဲ့ကောင်းဆောင်မှုတင်တဲ့ကျောင်းလေးကျွန်တော်တို့ခြားအလုပ်တင်တဲ့ကျောင်းလေးပေါ့နော်အများကြီးရှိပါတယ်ကျွန်တော်တို့အာ legal ရဆိုရင်ကျွန်တော်တို့ဥပဒေကျောင်းတွေရှိတယ်နော်ဒါဆိုတော့ဒါအားလုံးကကျွန်တော်တို့ကအမျိုးသားအမျိုးသမီးလေးရောအမျိုးသားလေးကိုကျွန်တော်တို့ကဟိုတက်ရောက်ဖြေကျခွင့်ရှိတယ်တက်ခွင့်ရှိတယ်ဒါတော့ကျွန်တော်တို့လူသမီးတွေရဲ့ကျွန်တော်တို့တပ်မှန်တွေမှာပါဝင်လာနိုင်ဖို့ဒီလိုလုပ်ခဲ့ချက် တော့ custom check ဆိုတော့လည်းအထွေကဏ္ဍပဲဆိုတော့အထွေကဏ္ဍမှာပါကျွန်တော်တို့ကတော့ဟိုဟာ2000 23ခုနှစ်စပြီးတော့မှကျွန်တော်တို့ basic ကပြီးတော့ပါလက်ရှိရှိပြီဆိုတော့ကျွန်တော်မြန်မာငါးပြန်နေမြို့နယ်16ခုနှစ်ကျွန်တော်တို့ကဟိုတက်ပတ်နေတဲ့ဖွင့်ဖြစ်တယ်ဒါပေမဲ့တော်တော်များများရဲ့ဘေးကောင်းပါလေဆိုရင်မြို့နယ်မူတွေခရိုင်မူတွေမှာဘာကြောင့်အမျိုးသမီးတွေကိုမတွေ့ရလဲဆိုတော့ဒါကောင်းတဲ့ဘေးကောင်းပဲဆိုဘာကြောင့်မတွေ့ရလဲဒီချက်ကကျွန်တော်ပြောချင်တဲ့အားကတော့အကြောင်းရှိရင်ပြောရှိရပါတော့ဆိုတော့ကျွန်တော်တို့အမျိုးသမီးတွေကဟိုပေါ့ 2014တကောင်စင်းရရဲ့ဖက်ပွဲစီးတွေတောက်တဲ့တကောင်စင်းရအထူးမဆွေတော့အမျိုးသမီးတွေအမျိုးသားတွေဖက်ပွဲကြုံများတယ်။သို့တော့ကျွန်တော်တို့ BSF တင်တဲ့မှာတောင်းခံဆောင်နေတော့အမျိုးသမီးတွေနည်းနေပြီ။ဆိုတော့ကျွန်တော်ပြောချင်တာအကြောင်းကတမန်တွေမှာတောင်းခံဆောင်နေတဲ့နည်းတဲ့ကြောင့်လို့အကျိုးဒီခုနကကျွန်တော်တို့ပြောနေတဲ့အာဒီအမျိုးသမီးတွေရဲ့ခေါင်းဆောင်ခံခံတာမှာဟိုမိတ်မိတ်နေတာဖြစ်တော့ဆို ပြီးနောက်တစ်ချက်ကကျွန်တော်တို့အုတ်ချူကြီးတောင်းခွင့်ခဲ့တယ်အုတ်ချူကြီးပတ်စံတင်နေပေါ့ဒါလည်းဆိုရင်တော့အုတ်ချူကြီးလုပ်ငန်းမှာဥဆောင်နိုင်မဲ့လူတွေရဲ့ဝင်ထုတ်ပေးတဲ့ကောင်းဆောင်ပေါ့နော်အကြောင်းဖြစ်တယ်ဒါပေမဲ့အကြောင်းတွေမှာလည်းကျွန်တော်တို့ကဟိုအပတ်စံစတိတ်ကော်ဒီနေတာကျွန်တော်တို့အမျိုးသမီးတွေဟိုတက်ရောက်ပြင်ချပေးမရခဲ့ကြဘူးဆိုတော့အဲ့ဒီကြောင့်လည်းအဲ့ဒီအဲ့ဒီအတွက်ကြောင့်လည်းကျွန်တော်တို့တွေကခုနပြောနေတဲ့မျိုးနယ်မျိုးတွေပြန်ပြီးတော့မျိုးသမီးပါဝင်မှုနည်းနေသေးတာပဲဖြစ်နေတယ်။သို့သော်ညာလေကျွန်တော်တို့ရဲ့ဒီလက်ရှိအခုချိန်ကြီးတော့ကျွန်တော်တို့အမျိုးသမီးခန့်ကဏ္ဍကို မြင့်ရှင်တဲ့အနေနဲ့ကျွန်တော်တို့ရဲ့ဒါဌာနဆရာဘုံရုံးမှာဆိုတော့ကျွန်တော်တို့ဟိုဒီရုံးစီမံခန့်ခွဲမှုအပိုင်းတွေမှာကဘူးပြီးရင်ကျွန်တော်တို့ရဲ့ set department လို့ခေါ်တဲ့ဌာနခွဲတွေရဲ့ဌာနမှုတွေဖြစ်တဲ့အများကြီးတန်းဆောင်ရတယ်ရှိပါတယ်ဒါတော့ကျွန်တော်တို့ရဲ့အထူးအပိုင်းပါပေါ့နော်ဆိုတော့ဒီမှာကျွန်တော်ကအာဒီအထူးအလို့ပြောလိုက်ရဆိုတာနဲ့ကျွန်တော်တို့ရဲ့ဒီဒီအထူးအခုတွေတော့မဟုတ်ဘူးပေါ့နော်အဲဒီကျွန်တော်တို့ရဲ့ရပ်ရားစံအားဌာနစံအားပြုလုပ်ရတာကျွန်တော်တို့ရဲ့ပို့ချုပ်ရေးပဲလို့ကျွန်တော်တို့ပြောလို့ရတာ ဆိုတော့ကျွန်တော်တို့ဒီမှာအဆောင်တဲ့မြို့သမီးရေးရာကော်မတီဆိုလေဒါကကျွန်တော်တို့ရဲ့ DSRF တင်နေမှာဟိုမွေးထုတ်ပေးတဲ့အဖွဲ့ဖြစ်တဲ့မြို့သမီးရေးရာမြို့သမီးဖွဲ့ကွန်ပျူတာတွေဖွဲ့စီဆိုလေကျွန်တော်တို့ DSRF တင်နေမှာမွေးထုတ်ပေးတဲ့အဖွဲ့ဖြစ်တယ်ဆိုတော့ကျွန်တော်တို့ရဲ့တမနာနေနေကျွန်တော်တို့ကအမျိုးသမီးဒီဂျာမားတန်းဖြစ်ပြီပေါ့နော်အဲ့ဒီတော့ရှေ့ရှုကြည့်တော့မှကျွန်တော်တို့ရဲ့အထူးမြေခက်ကနာတိုင်းမှာလည်းကျွန်တော်တို့အမျိုးသမီးပါဝင်မှုဟိုလေလို့ဆောင်ပေးနေတယ်ဒီမှာနောက်ဆုံးနဲ့ပန်ကြားချင်တာတော့အမျိုးသမီးများပြီး ကျွန်တော်တို့ရဲ့ BSF PNA မှာများများတာဝန်ထမ်းဆောင်ပေးကြပါ။ဥပပေါင်းပါဝင်ပေးကြပါလို့ပြောကြရင်လည်းဒီပထမပိုင်းကျွန်တော်ညီကုန်းချုပ်ပြဆက်ဒီဒီဒီမှာ